ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှတော့ထိုင်းမှလူကြိုက်များတဲ့ Cycle Isan ကိုမှပြောပါဘွက်ဦးမသုံးဝဲနဲ့ပေါ့နော်ရိုးရိုးဆန်ပြားလေးကိုသုံးပြီးတော့အလွယ်လောက်ကြည့်တာရန်ကိုစင်ပြေတာနဲ့လုံနီလေးကိုညှဝေပေးလိုက်ပါတယ်ရှင်ဒီနေ့လေးကတော့အရန်လက်လွက်ကူးတယ်ပြီးတော့အရသာကလည်းလုံးဝဆိုင်ကဝယ်စားတဲ့အတိုင်းပဲပေါ့နော်အရန်လက်စားလို့ကောင်းပါတယ်ပထမဆုံးငှက်ကောင်နေငယ်ကိုညှက်သွားတဲ့အထိထောင်းထားပေးလိုက်ပါတယ် အရင်ကဆိုလို့ရှိရင်ဖြူကဒီ cyclo isan ကိုစိုက်မှာမြဲဝဲစားဖြစ်တယ်ပေါ့နော်ဖြူက cyclo isan ဆိုလို့ရှိရင်ချစ်ချင်းတဲ့ဟာမှပိုကြိုက်တယ်ပေါ့နော်အခုနောက်ပိုင်းတော့အိမ်မှာပဲကိုယ်တိုင်လောက်စားမှာဖြစ်ပါတယ်လုံနေလေးကလည်းလွယ်တယ်နောက်တစ်ခုကအများကြီးလည်းရပါတယ်နော်ပြီးရနဲ့ကျက်သွန်ဖြူလေးငါးမှွာလောက်ကိုထည့်ပြီးတော့ညှက်သွားတဲ့အထိထောင်းထားပေးလိုက်ပါတယ်ရှင် ကယ်ထောင်းသွားလိုက်တာလည်းညံ့သွားပြီဆိုလို့ရှိရင်တော့ပြူလိုဘက်သားချေဦးပေါ့နော်ကိုလိုအပ်သလားပကံထဲကိုထည့်ထားပေးလိုက်မယ်ပြီးလို့ရှိရင်တော့ထမင်းကိုဝတ်သားရဲ့နှစ်ပုံတစ်ပုံစာလောက်ပေါ့နော်ထည့်ပေးလိုက်ပါတယ်ဒီနေရာမှာထမင်းများကြရင်တော့ခက်မများလေးထည့်ပေးနိုင်ပါတယ်နော်ပြီးရနဲ့ထောင်းထားတဲ့ကျက်သွုံဖြူနဲ့ညှို့ကောင်းမဲကိုထည့်ပြရနဲ့ရပ်သားတွေကအသားမုံနှင်းငယ်နဲ့ပင်းငက်ပြည့်ရဲ့ကြီးနှင်းငယ်ကိုထည့်ပေးလိုက်ပါတယ်ရှင်ပြီးရင်တော့သမထွားအောင်နှက်ထားပေးလိုက်ပါမယ်နော်ရပ်သားလေးတွေနှက်သွားအောင်ပေါ့နော် ဖြစ်လို့နဲ့သွားလိုက်တာနှက်သွားပြီဆိုလို့ရှိရင်တော့ဆံပြားလေးနဲ့တခါလေးထုတ်ပြီးတော့တခါလေးကြော်စားမယ်ဆိုလည်းရတယ်ပေါ့နော်ဖြူသွားတော့သူ့ကိုအချင်းတက်လေးလိုချင်တာဖြစ်တဲ့အတွက်ဆံပြားလေးနဲ့ထုတ်ပြီးတော့တညလောက်နှက်ထားပေးလိုက်ပါတယ်ရှင်ဒီနေရာမှာဖြူလို့ပဲတညလောက်နှက်ပေးမယ်ဆိုလို့ရှိရင်ဆံပြားနဲ့မထုတ်ခင်မှာနှက်ပေးပါလို့အကြံပေးချင်ပါတယ်ဒီဆံပြားလေးနဲ့ထုတ်ပြီးတော့လေတရက်လောက်ကြာတော့နည်းနည်းလေးကတ်သွားတယ်ပေါ့နော်တစ်ခုနဲ့တစ်ခုတကယ်လို့အခုလောက်အခုစားဆိုလို့ရှိရင်တော့တခါတည်းဆံပြားလေးနဲ့တန်းထုတ်ပြီးတော့တန်းကြော်ပေးနိုင်ပါတယ်နော်ဖြူလို့မျိုးပဲတညလောက်နှက်ပြီးမှကြော်မယ်ဆို လို့ရှိရင်တော့ဆံပြားနဲ့မထုတ်ပဲနဲ့တညာလုံးနှက်ပေးပါလို့ကြံပေးချင်ပါတယ်။ပြီးမှပဲကြော်ခါနေမှာဆံပြားလေးနဲ့နှက်ပေးပေါ့နော်။ပြီးရတဲ့ဖြူကဒီ VN ဆံပြားလေးကိုရေလေးနဲ့စိတ်ပေးလိုက်တယ်ပေါ့နော်။နည်းနည်းလေးပြော့သွားတဲ့ထိစိတ်ပေးလိုက်ပါတယ်။ဆံပြားလေးကပြော့သွားပြီဆိုတာနဲ့ဖြူကအခုလိုမျိုးလေးခင်းပေးလိုက်တယ်။ပြီးရင်တော့ဒီဝတ်သားအစာကိုဖြူတို့ကိုလိုအပ်တဲ့လောက်ထည့်ပေးလို့ရှိရင်တော့ခတ်တင်တေးလေးဖြစ်အောင်ပေါ့နော်။အခုလိုမျိုးလေးထုတ်ထားပေးလိုက်ပါမယ်ရှင်။ ဒီနေရာမှာအကြီးသေးရတော့ကိုယ်ဆက်ကြပေါ့နော်ကိုယ်ဆက်ကြလေးလှိပ်ပေးနိုင်ပါတယ်ပေါ်မှာဆိုလို့ရှိရင်တော့ဒီဆံပြားနေရာမှာဝက်ဥကိုတုံးကြရဲပေါ့နော်ဒီနေလေးကတော့အလွယ်လောက်တဲ့နေလေးပဲဖြစ်ပါတယ်ထုတ်ပြရတဲ့ဖြိုးကလေးတွေမခိုးရအောင်ပေါ့နော်တွားကြထိုးတဲ့တုပ်လေးနဲ့အခုလိုမျိုးလေးအပေါက်လေးတွေဖောက်ထားပေးလိုက်ပါတယ် အားလုံးကိုလှိမ့်လို့ပြီးပြီဆိုတာနဲ့ဖြိုးပါသူ့ကိုတညလောက်နှစ်ထားပေးလိုက်ပါရှင်ဖြိုးပွားချင်းချင်းနဲ့ခြိုက်လို့ပေါ့နော်ဒီနေရာမှာချင်းတော်မခြိုက်ဘူးဆိုလို့ရှိရင်ဒီတိုက်တန်ပြီးတော့ကြော်ပေးနိုင်ပါတယ်နော်ဒီမှာဖြိုးပွားတစ်ခုနဲ့တစ်ခုထိုက်လိုက်တာတညလောက်ကြာတော့နည်းနည်းလေးကတ်သွားပါတယ်တကယ်လို့ဖြိုးလိုမျိုးတညနှက်မယ်ဆိုလို့ရှိရင်တော့ဝတ်သားကိုပဲဒီတိုက်နှက်ပြီးတော့ပေါ့နော်တညလောက်နှက်ပြီးမှကြော်တော့မယ်ဆိုမှဆံပြားလေးနဲ့ထုတ်ပြီးတော့ထက်ကြော်ပါလို့အချင်းပေးချင်ပါတယ် ဒါကတော့တညာနှက်ပြီးလို့ရလာတဲ့အနေထားလေးပဲဖြစ်ပါတယ်။သူရဲ့နှက်လျားဆိုလို့ရှိရင်လည်းမွေးနေရောပဲ။ပြီးရင်တော့ဖြူတို့ Alpha နဲ့ထပ်ပြီးတော့ကြော်ပေးရန်အတွက်ဒီ Alpha ရမှာပေါ့နော်။စီလေးနဲငယ်ကိုတုတ်ပေးလိုက်ပါမယ်။ပြီးရင်တော့ဖြူတို့ထုတ်ထားတဲ့ဒီ side clock လေးတွေကိုထည့်ပြီးလို့ရှိရင်တော့အပူချိန်200နဲ့တစ်ဖက်မှာ15မိနစ်လောက်ကြော်ထားပေးလိုက်ပါတယ်ရှင်။ ဒီနှစ်ဖက်စလုံးဆိုလို့ရှိရင်မိနစ်30ပေါ့နော်တစ်ဖက်မှာ15မိနစ်ကြော်ထားပေးလိုက်ပါတယ်15မိနစ်ပြည့်ပြီဆိုရနဲ့ဟိုဖက်ကိုပြန်ပြီးတော့နောက်တစ်ဖက်ကိုလည်း15မိနစ်လောက်ထပ်ပြီးတော့ကြော်ထားပေးလိုက်ပါတယ်ရှင်ကဲဒါကတော့မိနစ်30လောက်ကြော်ပြီးလို့ရလာတဲ့နေထားလေးပဲဖြစ်ပါတယ်။သူရဲ့ရောင်စင်းလေးရဆိုလို့ရှိရင်လည်းအရင်လှပြီးတော့အရသာကလည်းတော်တော်လေးကိုကောင်းပါတယ်ချစ်ချင်းလေးနဲ့ ကဲဖြိုးတို့ကြောက်ပြီဆိုလို့ရှိရင်တော့တုံးကြီးသေးကိုကိုစိတ်ကြိုက်လေးဖြတ်ပြီးလို့ရှိရင်တော့ကိုနှစ်သက်ရသေးရွယ်လေးတွေနဲ့ပတ်စားနိုင်ပါပြီရှင်။ကဲခုဆိုလို့ရှိရင်တော့လက်ကူမျက်စံပြီးတော့အရန်ကိုစားလို့ကောင်းတယ်။ဖြိုးတို့ရဲ့ Cyclo Eason လေးရတော့စားလို့ရပါပြီနော်။စားလို့လည်းကောင်းပြီးတော့လုံနီလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်။ကဲဒီနေ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲနော်။ဒါဆိုဖြိုးနောက်ဗီဒီယိုတစ်တည်းမှာကြာဆုံးကြမယ်နော်။အားလုံးဘိုင်ဘိုင်